ရွှေကုံမီဒီယာကနေတင်ဆက်ပေးမယ့်သတင်းကတော့နောက်ဆက်တွဲငလျင်လှုပ်ခတ်မှု193ဆင်ရှိပြီး45ဦးပျောက်ဆုံးနေစေလို့ထုတ်ပြန်တဲ့သတင်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့မက်ရှလန်28ရက်ကလောက်ခတ်ခဲ့တဲ့အင်အားရေဒါစကေ9.9အစင်ရှိငလျင်အပါအဝင်ဆော်လာ24ရက်အထိနောက်ဆက်တွဲငလျင်လောက်ခတ်မှု193စင်ရှိပြီးဖြစ်ကြောင်းမိုးလေဝသနဲ့ဇလာဗေဒါညွှန်ကြားမှုအစည်းအဝေးကထုတ်ပြန်ပါတယ်။ဆော်လာ23ရက်အထိငလျင်ကြောင်းသေဆုံးသူ3962ဦးထိခိုက်ဒဏ်ရာရရှိသူ9104ဦးနဲ့ပျောက်ဆုံးသူ45ဦးရှိကြောင်းနာဆာကရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။ အရာပြင်းကလင်းလှုပ်ခတ်မှုဖြစ်ပေါ်ခဲ့ပြီးနောက်မြန်မာနိုင်ငံမိသားတစ်ဖွဲ့နဲ့ပြည်ရင်းပြည်ပမှရှာဖွေခဲ့စေအဖွဲ့ဝင်များဟာအဆောက်အုံများအတွင်ပေးမိနေသူများကိုရှာဖွေခဲ့စေခဲ့ရာဒီကနေ့အထိအသက်ရှင်သူ653ဦးရှာဖွေခဲ့စေနိုင်ခဲ့ပြီးသေဆုံးသူ839ဦးရှာဖွေနိုင်ခဲ့ကြောင်းနာဆာကရဲ့ထုတ်ပြန်ချက်အရသိရပါဗျာ။ ဇွန်လ24ရက်နနက်7:00နာရီ6မိနစ်50စက္ကန့်တွင်လဲမန္တလေးတိုင်းမတရားမျိုးရဲအရှိအရှိမြောက်ဘက်6မိုင်ခန်းအနက်15ကီလိုမီတာကိုဗဟိုပြုပြီးအင်အားရေဒါစကေ3.1အစင်ရှိငလျင်တစ်ခုလောက်ခတ်ခဲ့ကြောင်းမိုးစလာကထုတ်ပြန်ထားတယ်လို့သိရပါတယ်ရှင်